သူကဟိုနှက်ပွဲလေးပါလေဆိုလို့စင်ပြတ်မလာတော့ဘူးမအေးမာတော့နေမအိမ်ညမအိမ်ငိုယူပြီးလိုက်ရှာရတာပေါ့ခွန်ရတော့ပြန်လိုက်ခဲ့တယ်အဖေပိုင်ပြန်ပါသွားပြန်ရောသူ့ဖေကရိုက်တာပေါ့ဒါရဲ့ဒီလိုစိတ်ကူးတူမရှိပါနဲ့မင်းရဲ့ မကတော့ဦးသားပြင်မမယ်နောက်ဒီလိုပဲဆိုင်းတဲ့ညာပြတ်သွားပြန်အိမ်ကထွက်သွားရင်တော့ကြောက်ကြလေးပုံမယ်ရထားဖို့ရောက်လို့စင်းသူ့အောက်ကကောင်မလေးတွေဝတ်စားယူပြီးတော့ဝတ်တယ်အမအမသားရထားဖို့မှာဈေးရောက်တာထမိန်ကြီးနဲ့အိမ်ကထွက်သွားတာကြောက်ကြလေးပုံမှာဘာမိတို့နဲ့နောက်ကြတော့ကိုကလိုက်ချောင်းတော့ထမိန်နဲ့စိတ်တူပြီးတော့ရင်တယောက်ကထိန်လို့မရတဲ့ကြားတယ်နောက်တစ်ယောက်ကဒီလိုဖြစ်လာပြန်ပြီလားဆိုပြီးတော့သူ့ကိုလည်းရိုက်တယ်မအေးထမိန်ကြီးလည်းခိုးသွားအိမ်မှာတော့ပုံစံတစ်မျိုးရထားဖို့ရောက်တော့တစ်မျိုးဖြစ်သွားရစ်ပွဲရဆိုရင်ပုံချွတ်ပြီးဟိုအပြင် င်ရောင်းရင်မျက်စိကွယ်ရဆိုမိမတစ်ပါးဖြစ်သွားအောင်တမိပတစ်ယောက်ထုံးမဟုတ်တမိတမိပ206ဖြစ်သွားတာပေါ့ကျွန်တော်မျိုးထဲမှာကျတော့ယောက်ျားလေးရှားတယ်မွေးချင်းအကုန်လုံးမောင်နှမတွေစုလိုက်ရင်၈ယောက်ကမှယောက်ျားလေးက၃ယောက်ပဲရှိတယ်ကျွန်တော်ငငယ်တော့အမေကဇီယောင်းသွားပြီဆိုအဖားနဲ့ထားခဲ့တာလေတာလားဆိုလို့ရှိရင်မခန်းလို့စူပေးရတယ်မတော်ရဲ့အင်းကြီးကိုနောက်ကနေမိမအင်းကြီးကိုကျိုးနဲ့ထုံးပေးတယ်ဘာဝင်ဝိတ်ကရတယ်သူ့လေးကိုမွေးတော့သူ့လေးကဘူတာပေါ်မှာရထားပေါ်မှာ ရီဘူးလေးရောင်းမွေးလေးရောင်းတွေးတယ်ညီလေးနှီးလေးလျှော်လိုက်ပါအောင်ဆိုလဲလျှော်ပေးတယ်မိမလိုကတော့အကုန်လုပ်တယ်အပေါင်းသင်းမာပြီးတော့မိမတွေဘာတွေရောက်မှတော့စိုးရိမ်နေတယ်မိမရရင်ချွေးမဆိုတာကြည့်ပြခြင်းမကြည့်ပြမှာလေနော်ဒီလိုဘွားလေးနဲ့ဆိုတော့အမေသဘောဒီတားသူကြတော့သူတို့ငငယ်လေးတွေကမရစေအောင်တချက်ခက်တရားပေါ့အိုင်ဒီယာဒီကလေးတွေက ကျောင်းပိတ်ရဲ့ဆိုမဲ့အိနဲ့ရထားပေါ်လိုက်တယ်ခီဘူးလေးတွေရောင်းတယ်နောက်ရောင်းရင်းရောင်းရင်းနေပြီးတော့အတုပ်ရောင်းတက်တဲ့အဆင်ဖြစ်သွားတာပေါ့သူငယ်ကတတန်းတက်တဲ့တက်တဲ့ရွယ်ကသူနဲ့သူနဲ့က9နှစ်လောက်กว่าတယ်နိတတန်းတက်တဲ့ရွယ်ကသူ့နိုးတိုက်နေနေတာအမေဘောလီအင်းတွားပြီးဝေးဆိုလို့ဆိုရင်သူကဘောလီအင်းယူပြီးတော့အိမ်ငန်းထဲမှာကားအဲ့လိုကနေလေအမတ်တရားလေးရိုက်ခဲ့မှုပါလေ။သူကဟိုနှက်ပွဲလေးပါလေဆိုလို့ရှိရင်ပြတ်မလာတော့ဘူး။တ냐လုံးကြည့်တယ် သူစက်ရတွေကလည်းကြောက်ချောက်ချင်းချင်းတော့ခေါ်သွားကြတာပေါ့သူကကားကျင်တယ်ဆိုတော့မအေးမှာတော့နေမအိမ်ညမအိမ်ငိုယူပြီးလိုက်ရတာပေါ့ပြင်နေစားမှာကားတယ်ဆိုလဲအားချင်းဆိုင်ကငါးပြီးပြေးဒါလေးရဲ့ပြန်လိုက်ခဲ့ပါခေါ်ရင်တော့ပြန်လိုက်ခဲ့တယ်နောက်ဒီလိုပဲအဖို့ပိုင်ပြန်ပါသွားပြန်ရောတေရောက်သွားတော့လည်းအဲ့လိုပဲသူ့ဖေကရိုက်တာပေါ့ကိုကိုပင်ကြီးကိုဖတ်ပြီးရိုက်တာဝန်နဲ့ဝါးကိုလေးစိတ်ထိုးအရှိုးရပါသွားတော့ ခတ်နေတာပေါ့မအေးမညာဘက်ငိုရင်းနဲ့ဒါရဲ့ဒီလိုစိတ်ကူးတူမရှိပါနဲ့ဒါအသားကြီးမနာဘူးလားစေလဲလိမ့်ပြီးကိုလည်းငိုပေါ့နော်မင်းရဲ့မကတော့ဦးသားပြင်မမယ်။နောက်ဒီလိုပဲဆိုင်းတဲ့ညာပြောက်သွားပြန်ရော။ရေဘူးလေးတွေရောင်းတာပေါ့။အိမ်ကထွက်သွားရင်ကတော့ကြောက်ကြလေးပုံမယ်။ရထားပေါ့ရောက်လို့စင်းသူ့အောက်ကကောင်မလေးတွေအဝတ်စား။ကောင်မလေးအဝတ်စားကိုယူပြီးတော့ဝတ်တယ်။ပိုလူကလည်းပြောတာပေါ့။အမအမသားရထားပေါ်မှာဈေးရောင်းတာထမိန်ကြီးနဲ့ ဟဲ့ဟုတ်လို့လားဟဲ့အញ្ញထွက်သွားတာယောက်ျားလေးပုံမှာဘာမိတို့နဲ့ကိုကတော့ပြောတာပေါ့နောက်ကြတော့ကိုကလိုက်ချောင်းတော့ထမိန်နဲ့စိတ်တူပြီးတော့ဟင်တယောက်ကထိန်လို့မရတဲ့ကြားတဲ့နောက်တယောက်ကဒီလိုဖြစ်လာပြန်ပြီလားပြောပြီးတော့သူ့ကိုလည်းရိုက်တယ်ရိုက်လည်းငရိုက်ပဲဒီလိုပဲမအေးထမိန်နေလဲခိုးွား ရထားဘောရအောင်ဝေအိမ်မှာတော့ပုံစံတစ်မျိုးရထားဘောရအောင်တော့တစ်မျိုးဖြစ်သွားအောင်ကြားကြလို့အဖေရှိမှကြားတော့ရိုင်းမှကြားလို့ဆိုရင်လည်းကြားကြားရဝတ်သေးတာကျွန်မမျက်စိကိုရဆိုရင်ပုံချွတ်ပြီးဟိုအပြင်ရောင်းရင်မျက်စိကိုရဆိုရင်မိမတစ်ပါးဖြစ်သွားအောင်အလားတွေပဲပြင်တာအမှုမျိုးပဲကြိုက်တယ်อืม နာဖာလေးပါလေဆိုတော့သူကလေးပဲလိန်ချင်းဟုတ်ဒီမို့မိကတိပါတော့ဝါသနာမပါဘူးလည်းမပြင်တာတမိပါတယောက်ထုံးမို့တမိတမိပါနှစ်ယောက်ဆက်ဖြစ်သွားတာပေါ့ကျေးဇူးတော်မျိုးထဲမှာကျတော့ဒေါက်တာလေးရှားတယ်ကျေးဇင်တို့ဒီကိုလည်းမှဒေါက်တာလေး၃ယောက်ပဲရှိရတခြားမွေးချင်းတွေနဲ့မွေးချင်းအကုန်လုံးမောင်နှမလေးစုလိုက်ရင်၈ယောက်ပုံမှာယောက်ျားလေးက၃ယောက်ပဲရှိတယ်ကျေးဇူးတော်ငယ်ငယ်တော့အမေကဇေယျောင်းသွားပြီဆိုအဖားနဲ့ထားခဲ့တာလေ အဖွားကလေတာလားဆိုလို့ရှိရင်မခန်းနေစူပေးရတယ်မတော်ရဲ့အင်းကြီးကိုနောက်ကနေမိမအင်းကြီးကိုကျိုးနဲ့ထုံးပေးတယ်ဘာဝင်ဝိတ်ကရတယ်ဖွားအလို့အဲအမေတို့ကပြန်လာလို့ရှိရင်ပြောပြမီးဖွားဖွားကြီးကိုဘယ်လိုလုပ်ပေးတာလဲဗောရောကြီးတို့ကြီးကိုဘယ်လိုလုပ်ပေးတာလဲဗောအိုး तू လှနေတယ်ဗောအဖွားတော့သူ့မျက်လုံးထဲမှာကိုယ်မင်းကလေးလို့ပဲမြင်လို့လာလို့မသိပါဘူးကြီးရောလဲအမတွေကလည်းမြောက်ပြီးရယ်လေဘာကောင်းမှအလုံးလုံးကြီးအမတွေဆိုလို့ရှိရင် ုမောင်လေးတို့အမေဖက်နက်ဆိုလို့ရှိရင်မိန်းမစီဖက်နက်လေးအိမ်ဆိုရင်လုံးဝယောက်ျားဆန်တဲ့အိမ်ကြီးကိုမထည့်ပြီးတော့လာမိန်းမပဲလုံးဝမိန်းမမိန်းလုံးဝမိန်းမပဲအလက်နဲ့အလက်နဲ့ကျန်တဲ့ဟွာလောက်กว่าတယ်ခွန်းနဲ့နဲ့လောက်กว่าတယ်ဟုတ်ကဲ့တော်တော်စကားမပြောပြဘူးဒီကိုနေရစမယ်စကားပေါ်ဇီအောင်လို့ရှိရင်လည်းသူလည်းသူစီပါနဲ့ဒီကိုလည်းကိုစီပါနဲ့ကိုဒါမဲ့ကျန်တဲ့ဆွဲခေါ်ပေးတယ်ဆွဲခေါ်ပေးတဲ့ဇာတိ အလေးဒီဈေးတစ်ခုတည်းရောင်းနေလို့အဆင်မပြေဘူးအချိန်နေတဲ့အချိန်ကလည်းဒီမိတ်ကပ်လောကလေးလက်လောကလေးကိုဆွဲတော့မရအဲဈေးပဲရောင်းကြတယ်ဒီပဲရောင်းမှုဒီတိုင်းပဲနေကြတယ်ဒေါ်ကြီးတဲ့လမ်းနဲ့မလက်ကြီးအောင်နဲ့မဒေါ်ကြီးတားတဲ့တုပ်ပန်းနေတဲ့မဖြစ်နေတာကြမ်းတယ်ဟဲ့ဆမလည်းပြပါအောင်အဲငါသားလေးကအဲ့လောက်တောင်ပေါက်သွားပြီလားဘိုးကဝမ်းသာမိတာပေါ့မိဘကိုရှာကြွေးတဲ့သားသမီးဆိုကုန်ယူရတာဟိုသူ့လေးကိုမွေးတော့သူ့လေးကဘုရားပေါ်မှာရထားပေါ်မှာရေဘူးလေးရောင်းမွေးရောင်းကြွေးတယ် ိုယောက်ကြလည်းအလုပ်ကမကောင်းတော့လေအမေရော့၃ချက်ရတယ်၄ချက်ရတယ်အကုန်မြန်ပေးတယ်ငွေလေးတည်းကဒါရဲ့ညီလေးနှီးကြီးလျှော်လိုက်ပါအောင်ဆိုလဲလျှော်ပေးတယ်မိမလိုကတော့အကုန်လုတ်တယ်ငွေငယ်လေးတည်းကသမီးဟုတ်တဲ့တာလဲဝါသနာပါတယ်ဟင်းဟုတ်တဲ့တာလဲဝါသနာပါတယ်ဒါရဲ့ဇီးတဲ့လေးပြေးလိုက်ပါအောင်မင်းကညီလေးနဲ့မသွားနိုင်လို့ဆိုလဲသွားတာပဲစဆက်ရရတော့မင်းကလေးလိုအားကိုးရပါတယ်ဟုတ်ပါပါလေ လိုမျိုးလေးပေါ့နော်ကျန်ရင်အမေကိုလည်းပြည့်ပြည့်စုံစုံလေးနဲ့ထားချင်တယ်ဘိုင်းမှာမပြတ်သွားတဲ့အချိန်ကအမေကအမျိုးမျိုးပေါ့နော်ဝေဖန်ကြမှုတွေကိုရှိထားတာပေါ့နော်ဝေဖန်ကြရဆိုရင်မတ်နေအမောင်ဝင်ကြည့်တာတော့သူကအကြချစ်ကြတယ်လေကိုအဲ့တော့ကိုနဲ့တီးတဲ့လူတွေကအခါကကြောက်လို့ရှိရင်တွေးဘူးတယ်ကျန်တယ်ကြုံဘူးတယ်ဈေးရောင်းတယ်ကိုကဈေးပိုင်းတစ်ဖက်ယူရလို့ကိုနဲ့အဲ့လိုပေါ့နော်အတက်လူတက်ခဲ့တဲ့တငယ်ချင်းလေးကိုအဲ့လိုပေါ့နော်အတိမိတ်ဆွေတွေနောက်လောကထဲမှာဆိုလို့ရှိရင်ဆရာလေးနဲ့တွေ့ရင်ကိုကအားငင်ရတယ်တင်ငယ်ရတယ် ်ထားကြရင်လည်းရှက်မိရပေါ့နော်ဟောဒါပေမဲ့လည်းကိုကရှက်နေလို့တော့မရဘူးပေါ့နော်ကိုကကိုဝင်းစားကိုចောင်းလာမှာစစရလေးတန်းမှာစစလေးတန်းနဲ့ចောင်းထွက်လိုက်တာကညီမလေးကိုထိမို့လူမရှိတော့ဘူးလေလူမရှိတော့အားရတယ်အဲ့အဲ့အဖားရှိနေမှာတော့အဖားတင်းပြီးရေလေအဖားတင်းသားပါတယ်အချိန်မှာကျတော့ဒီမှာလူထင်းနေတဲ့လူကမရှိဘူးအဲ့လည်းကိုယ်ကကြောင်းထွက်ပြီးတော့ အဲ့ဒီလေထိုင်နေစီးလေရတယ်အိမ်လောက်လေလို့အပေါင်းသင်းမာပြီးတော့မိမတွေဘာတွေရောက်မှမှတော့စိုးရိမ်နေတယ်မိမရရင်ချွေးမဆိုတာကြည်ပြီးချင်မကြည်ပြီးမှလေနော်ဒီလိုဘွားလေးနဲ့ဆိုတော့အမေသဘောအမေသားရေးအမေစေဖို့မရှိဘူးဆိုလို့စင်လဲသူအစ်မပြေတာပြေတာတာတာပစံကတော့ဒါတိုင်းလွယ်ပြီးတယ်မေရောစိတ်ရမငယ်ရဘူးပေါ့မေကစီးကျိုးရှိတယ်လေ အားဒါမှ social media မှာရောအပြင်မှာရောကျေးဇူးတွေ့တယ်ဆိုလို့ရှိရင်အားပေးပါခေါ်ပါပြောပါနှုတ်ဆက်ပါဈေးတယ်မှလေးပေါ့နော်ဈေးတယ်မှလေးကြည်ဒီတလှည့်ပေါ့ဟုတ်ကဲ့ကျွန်မရှိတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်